အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါကျွန်တော် drum program ရေးတဲ့နည်းလေးအဲလောက်ပြပေးမှာဖြစ်ပါတယ်စိတ်ပါဝင်စားတဲ့လူတွေအတွက်လေ့လာလို့ရအောင်ကျွန်တော်ပညာဒါနအနေနဲ့တင်ပြတာဖြစ်ပါတယ်အာကျွန်တော်အခုငလျင်ရံမငွေပွဲလေးတစ်ခုအတွက် program လေးတစ်ခုအဲအတွက်ပေါ့နော်ကျွန်တော်တချင်းလေးတပုတ်တီးမှာပါအဲ drum ကကျွန်တော် program ရေးမှာဖြစ်ပါတယ်အဲ့တော့ အဲ့ဒီဟာလေးကိုလုံရင်းနဲ့ကျွန်တော်ဒီဗီဒီယိုလုံးလိုက်ခြင်းဖြစ်ပါတယ်။ Okay စရအောင်ကျွန်တော်တို့အဲပရိုဂရမ်ရေးဖို့အတွက်ငကိုပြန်တီးမဲ့တခြင်းပေါ့နော်ကျွန်တော်အခုကပြန်တီးမှာပါကာဗာပြန်တီးမှာပေါ့နော်အဲ့တော့အဲ့ဒီတခြင်းလေးကိုအဲကျွန်တော်တို့က project ထဲကို input ရင်းလောက်အောင်ဖြစ်ပါတယ်။ input လုပ်လိုက်ပါမယ်။ဒီတခြင်းမှာအားကျလား ိတ်မညစ်နဲ့ဖြစ်ပါတယ်။အဲတချင်းအထက်ရောက်သွားပြီ။ရောက်သွားပြီဆိုရင်ကျွန်တော်မြန်မြန်နဲ့တွတ်တွတ်လေးပြောလိုက်ပါမယ်เนาะ။မရှင်းတဲ့လူတွေဗီဒီယိုလေးပြန်ကြည့်လိုက်ပါ။ရောက်သွားပြီဆိုရင်အဲ့ဒီတချင်းကိုကျွန်တော်တို့တန်ဖိုးဒီ project တန်ဖိုးနဲ့ကိုက်အောင်ညှိပေးဖို့လိုပါတယ်။ project တန်ဖိုးကမူရင်းက120နဲ့ default လာတာပေါ့เนาะ။ဟိုဒါ120အတိုင်းအပြင်ပြမယ်နော်။ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီချင်းကို level လေးနည်းနည်းတိုးထားလိုက်မယ်ဒေါက်တာဘီလေးဖွင့်ပြီးတော့ကြိုက်ရမှာဆိုတော့ ဟုတ်ပြီအဲ့တော့ဒီတချင်းကိုအဲ project tempo ကြိုက်ဖို့ညှိဖို့အတွက်ရှာဖို့အတွက်ကျွန်တော်ပထမအဆုံးဘာလုပ်ရမလဲဆိုတော့အဲလုတ်တဲ့မျိုးအမျိုးမျိုးရှိပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ကဒီ cube base မှာပါတဲ့ tempo detection ဆိုတဲ့ function လေးနဲ့လုပ်မှာဖြစ်ပါတယ်တော်သူ auto ရှာပေးတဲ့ဟာပေါ့နော်အဲအဲ့တော့ auto ရှာပေးဖို့အတွက်အဲကျွန်တော်တို့ပထမအဆုံးဘာလုပ်မလဲဒီတချင်းရဲ့မိဒီနေရာမဆိုက first beat ကို share ပေးရမယ်ပြီးလို့ရှိရင် project ရဲ့ထိတ်ဆုံးကိုကတ်ပေးရမယ်ပေါ့ကတ်ပြီးတော့မှအဲ့ဒါ share ရင်ပို့ပြီးတော့လွယ်ကူပါတယ်နှုတ်လို့ဆိုလို့ရှိရင်အလုပ်ဟိုရှုပ်ပါတယ်ခက်ခဲပါတယ် share တာ okay အဲ့တော့ပထမအဆုံး beat ကိုပထမ beat ကိုလိုက် share မယ်ဒါ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 တတိယဒီကောင်နော်ဒီကောင် first beat ပဲအဲ့တော့အဲ့ first beat နေရာကိုကျွန်တော်တို့ကဖြတ်လိုက်မယ်ဖြတ်လိုက်ပြီးတော့သူ့ရှေ့ကတ်လိုက်မယ် အဲဒါဆိုရပြီဒါတော့ပြဖို့မယ်အော်မကြိုက်ဘူးเนาะအဲမကြိုက်တဲ့ဟာကိုကျွန်တော်ကြိုက်အောင်ညှိပါမယ်ဆိုတော့ကျွန်တော်ဘာလုပ်အောင်မလဲဆိုတော့အာဆက်လက်လုပ်မယ်ဒီ wave ကိုဆက်လက်လုပ်မယ် line ကိုဆက်လက်လုပ်မယ်တခြားဒီလို line တွေမှာဆက်လက်နေလို့မရပါဘူးဒီကိုဆက်လက်လုပ်မယ် wave ကိုဆက်လက်လုပ်မယ်ပြီးရင် project ထဲကိုသွားပါမယ် tempo detection ဆိုတာရှိပါတယ် အဲဒီမှာပြောစရာတခုရှိပါတယ်ဒါကကျွန်တော်အခုသုံးနေတာ Jupyter Notebook 14မှာ version 14မှာအဲတခြား version တွေ version တွေမှာဆိုလို့ရှိရင်တော့ဒီ demo design ဆိုတဲ့ဟာဒီ fan ဒီ project အောက်မှာရှိခြင်းမှာရှိပါလိမ့်မယ်တခါလေကြာရင်တခြားတနေရာကိုရောက်ယူနေတတ်ပါတယ်နော်အော်အဲတခြား version ကိုသုံးမယ်ဆိုရင်တော့လေအဲဒီ demo design လေးကိုတွေ့အောင်ရှားလိုက်ပါနော်โอเคအဲ့တော့ demo design နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီဟာဒီ box လေးပေါ်လာမယ် အတန်ဝဒီရက်ရှင်းနေတဲ့ဒီဘပေါ်လာမှာပေါ်လာတဲ့ကျွန်တော် analyze ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ် okay နှိပ်လိုက်ပါအဲကျွန်တော်တို့ဖွင့်ကြည့်လို့ရပါတယ်ဒီကောင်လေးကို view တစ်ချက်ကန်ထားလိုက်ဖွင့်ကြည့်လိုက်ပါโอเคသူကအမြန်အတွက်ဖြစ်နေတယ်အာဒီမှာ ဒီမှာ time signature မှာဒါရပြီနော်ပိတ်လိုက်တော့မယ်ဒီမှာ signature မှာ14ဖြစ်နေပါတယ်အဲ့ဒီ14ကို44ပြောင်းပေးရမယ်အဲ့တော့ဒီကနေပြောင်းလဲရတယ်4/4ဒီအောက်ကနေလာပြောင်းရင်လည်းရပါတယ်နော်ကြိုက်တဲ့နေရာပြောင်းလဲ4/4ပြောင်းမယ်ဟာအခုကတော့အဲ့ဟို1 2 3 4 1 2 3 4အဲ့လိုဖြစ်နေအဲ့တော့အဲ့ဒီအဲ့ဒီဟာကကျွန်တော်တို့ဒီနိုင်ငံမှာအခေါ်ရရင်ဆိုတော့အမြန်အတွက်ဖြစ်နေတာပေါ့နော် တတ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 တအနေတော့ပေါ့အခုအတတ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 အမြန်လေးဖြစ်နေပါအဲ့တော့အမအခမ်းမန်းကြီး230တို့တို့တန်ပေါ်230ရှိရအောက်အောက်ကဒီမှာခွင့်ကြည့်လိုက်ကျွန်တော်အကုန်စစ်ပြီးသွားပါပြီအဲဒီဟာတွေအကုန်လုံးကြိုက်တယ်ဒီဒီနောက်ကလေးမှာတစ်ချက်ပဲဒီမှာလွဲနေတယ်ဒါအဲ့လွဲနေတဲ့ဟာကိုကြတော့လူကကိုကိုတိုင်း edit လုပ်ပေးရပါမယ်

တော့အဲ့တော့ကျွန်တော်ဒီနားထီကိုခံမှန်းချီအနေနဲ့ဒီနားထီရတယ်လို့ပြောရပါတယ်။ဒါနည်းနည်းလေးပဲလွှဲတာပါနော်။အဲ့နည်းနည်းလေးပဲလွှဲရင်လည်းဟိုစိတ်တိုင်းမကြရင်လည်းဒီကောင် edit လုပ်လို့ရပါတယ်။အာ project ကတံပေါ်ကမြန်သွားတာအဲ့တော့ဒါလေးကိုဒီမှာကျွန်တော်ညီသွားအောင်လည်းလုပ်ပါမယ်။အဓိကဒါတွေကဘာလို့လုပ်လဲဆိုတော့တချင်း drain ရေးတဲ့အချိန်မှာအထောက်အကူဖြစ်အောင်တချင်းမရှိတချင်းမရှိဘဲနဲ့ drain ရေးရင်ကျတော့အစိမ်းကြီးလေးခတ်တယ်လေနော်အဲအဲ့လိုအဲ့လိုဖြစ်မှာဆိုလို့ကျွန်တော်တို့ကအဲ ီတခြင်းလေးကိုတန်ဖိုးနဲ့ကြိုက်တာပါအဲ့တော့ဒီတံပိုးလေးဒီနားလေးကိုဒါလေးကိုရွှေ့ပေးလိုက်ရုံပဲတခြားတခြားဘာမှဘာအခက်အခဲမှမရှိပါဘူးအဲ့တော့ငါကိုရှိရင်ဆိုရင် ဟာကို edit လုပ်မယ်ဆိုရင်အဲဒီ tempo လေးတို့အနည်းမြန်လေးလိုက်ကစားပြလို့ရတယ်ဒါမှဒါဆိုရင်တိတိမှန်နေတယ်ဒီမှာဒီနားလေးမှာတစ်ချက်ရှိရမယ်ဟာကိုဒီမှာမြင်းချောင်းရဲ့နောက်ကိုရောက်နေဆိုတော့တချင်းကမြန်နေတယ်ကျွန်တော် project ကနှီးနေတဲ့သဘောပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဒါလေးကိုဆက်လက်လုပ်မယ်အဲ့တော့ဒီမှာတစ်ချက်နားလိုက်ဒီမှာထင်တယ်နည်းနည်းလေးမြန်နေရရတယ်အဲ့တော့ ီကောင်တစ်ချက်ယူလိုက်မယ်ကျွန်တော်ဒီမှာ value မှာတင်လိုက်မယ်ဟုတ်ပြီဟုတ်ပြီဒါကြိုက်သွားပြီနောက်တစ်ပြီဒီမှာလည်း value မှာတင်ရမယ်ဒီမှာဒီမှာဒီကောင်လေးကနောက်ကိုမြင်းချောင်းရဲ့ဒီမြင်းချောင်းရဲ့နောက်ကိုနည်းနည်းရောက်နေတယ်အဲ့ဒါသူ့ကိုနည်းနည်းရှေ့ဒီကောင်တင်လို့မရအောင်နော်ဒီကောင်တင်မှဒီတမ်ပိုတင်မှဒီအောင်တက်လာမှာနော် အဲ့ဒါမှတင်လိုက်ပြီကြိုက်သွားပြီဟောဒီမှာလည်းဒီသဘောပဲနည်းနည်းလေးနောက်ရောက်နေတယ်အဲ့တော့ဒါလေးကိုယူမယ်နည်းလေးဆက်တင်မယ်အာရပြီဒီကောင်မှကြတော့ဒီကောင်မှကြတော့သူက project ကမြန်သွားတာအဲ့တော့သူ့ကိုနည်းနည်းနောက်ဆုတ် short ပြရမှာပေါ့အဲ့တော့ short လိုက်ရပြီ အဲဒါဆိုရင်လည်းဒီလိုပဲ project ကနောက်ကျသွားတယ်ဆိုတော့သူ့အနေနဲ့တင်ရမယ် okay ဆက်သွားမယ်အာဒီမှာဆိုလို့ရှိရင် project ကမြန်သွားပြီအဲ့တော့ဒီဟာလေးကိုနည်းနည်းရှော့မယ်อืมไกลมั้ยเนาะนี่หน้านี่มันเนี่ยล้วยออกไปอกုံลงเนาะ သူအောင်လုံးမပေးပါဘူးเนาะလုံးမပေးနိုင်ပါဘူးအဲ့တော့ကိုကလိုအပ်တဲ့လိုအပ်တင်လိုအပ်တဲ့လောက်လေးတော့နည်းနည်း adjust လိုက်လုပ်ပေးရပါတယ်ဒါနည်းနည်းလိုက်လုပ်လို့ပြေးဟာလေးပေါ့เนาะအဒီမှာဆိုလည်းနည်းနည်း project ကမြန်နေတယ်နည်းနည်းနောက်ဆုံးမယ်ဒီမှာကျတော့ project ကနောက်ကျသွားပြီအဲ့တော့ဒါလေးကိုယူမယ်မြန်မယ် လိုက်တယ်။နည်းနည်းလေးပဲလိုရတယ်။အဲ့တော့ဒီမှာဒီကောင်ကတော့ project ကမြန်သွားတာဆိုတော့ short ပါမယ်။อ่ะကျွန်တော်ဒီဘက် panel တခုလေးခဏပိတ်ထားလိုက်မယ်နော်။ဒီကပိတ်လို့ရတယ်။အမှကြည်ကြည်မြင် အဲအမှန်တော့အမှန်လွဲသွားပြီနော်အဲအဲ့ဒီဟာကိုအဲ့ဒီလောဒီထိရလဲဆိုတော့ဒါရဒီထိရတယ်ဒီကောင်မရတော့ဘူးဒီကောင်ကဒီကောင်က project ကနှီးသွားတာတင်မယ်ရပြီဒီကောင်မကြတော့ဒီဒီကောင်ကြတော့ project ကနှီးကြံခဲ့တာနော် ကောင်ကကြတော့ပြောချက်ကနေတန်ခဲ့တယ်အဲဟုတ်ပြီရပြီဟုတ်ပြီဒီထိရတယ်ဒီမှာဒီမှာ project ကနေတန်ခဲ့ပြီအဲ့တော့ဒီကောင်တင်ရမယ်အဲ့တော့ဒီအောက်ကနောက်ကဟာတွေတောက်လျှောက်က တော်လေးလွဲသွားတဲ့အနေအထားမှာရှိရတယ်။အဲဒါတွေကိုကျွန်တော်ဖြတ်ပလိုက်။ကျွန်တော်အတစ်ပဲလုပ်လိုက်။ဒီမှာနည်းနည်းလေးတော့ကြာသွားတယ်။ဒီထိမှန်တယ်။အဲဒီထားမယ်။အဲဒီမှာလည်းမှန်တယ်။ ော့ဒါလေးကလုပ်ပြလိုက်မယ်ဟုတ်ပြီအော်ဒီတိရတယ်အဒီမှာမြန်သွားအာတချင်းကမြန်သွားတယ်အဲ့တော့ကျွန်တော်နည်းနည်းနှေးရမယ်ဟော project ကနည်းနည်းလိုက်မြန်ပေးရမယ်โอเคဒီမှာရပြီအဲ့တော့ဒီတိရတယ် နောက်မှမြန်သွားပြီကျွန်တော် project ကိုလိုက်မြန်ပေးရမယ်ဟုတ်ပြီတက်လာပြီနေရတယ်မြန်တော့တချင်ရတဖြည်းဖြည်းအော်မြန်သွားတာဆိုတော့လေနော်တတိထားတော့လောက်အောင်ပါ ဘဲမှမရတော့ဒီထိရတယ်အဲဒီထိရတယ်ဟုတ်ပြီအဲ့နာဒီမှာနည်းနည်းအချက်ချော်မယ်ဒီမှာလွယ်ဒီမှာလွယ်သွားတယ် ီထိရပါတယ်။ဒါကျွန်တော်ဒီမှာလွှဲသွားပြီ။ဒါဒါလေး edit လုပ်မယ်။အာတခါကျရင်ဒီတပိတဲကိုတော့ကတ်မလုံနိုင်ပါဘူးเนาะဟော ဟိုဒီလိုမျှလောက်လိုက်ပေါ့ဒီဓာတ်တွေယူလိုက်ဓာတ်တွေပါလန့်ကြည့်လိုက်ဒါမှဒါလေးဆိုနည်းနည်းလေးရှေ့ရောက်သွားတယ်သူရှေ့ရောက်ဒါအောင်အမှန်ယူလိုက်ရင်ဒါလေးရှေ့ရောက်သွားတယ်ဆိုပေမဲ့အဲဟိုမျှပြီးတော့လုံလိုက်ပေါ့နော်ဟိုအားလုံးအဆင်ပြေမဲ့ဒါလေးတခုပါဒါဆိုရင်အာဟိုတန်တန်အဲအဆုံးလေးနဲ့ကိုက်အောင်လုံလိုက်မယ်ဆိုဒါဆိုကျွန်တော်ကထုတ်ပြလိုက်ရင်ဆုံးနေပါကိုက်သွားတယ် ဲဒါဆိုကြိုက်သွားပြီဒါဆိုတစ်ချက်ချင်းလုံးဆောင်လို့โอเคအဲ့ဆိုရင်ကျွန်တော်ခုနအဲ့ဒီလောက်တဲ့ဟာလေးချက်နှားထားလိမ့်ကျွန်တော်ပြောရအောင်တစ်ချက်ပြီးကန်ဒီမှာဒီဒီ ND လေးမှာမြန်သွားတယ်ဆိုတော့ဒီမှာ graphic ကိုကြည့်လိုက်ဒီလိုက်ဘောတက်သွားတယ်အာ ဒီတမ်ပေါ်တွေကဘာဖြစ်လို့ဒီလိုဒီလိုဖြစ်နေဆိုတော့ကျွန်တော်ဟိုဟာလေးနားလည်အောင်နည်းနည်းလေးရှင်းပြခြင်းနဲ့ဥမာထားပါတော့ဒီတမ်ပေါ်တမ်ပေါ်ဒါကဒီမှာ manual တမ်ပေါ်ကဒီလိုဖြစ်နေတာလေတက်လိုက်ကြားလိုက်တက်လိုက်ကြားလိုက်အာဒီတမ်ပေါ်ကဒီနားကိုကြည့်လိုက်နော်ဒီနားမှာကြည့်195နောက်တနေရာမှာ206 191 196မတူဘူးလေလားအဲ့ဒါဒါဘာလို့ဖြစ်လဲဆိုတော့ကျွန်တော် ကျွန်တော်ရဲ့အထင်ပေါ့နော်ကျွန်တော်တွေးကြည့်တဲ့ပုံရတော့အဲမူရင်းတိခတ်ထားတဲ့ဒီ original artist တွေကခံစားချက်ကိုဦးစားပေးပြီးတော့သူတို့တီးထားပုံရပါတယ်ဒီဒီ metronome နဲ့ဒေါက်တာဘီနဲ့ပေါ့နော်သူကကြိုက်ဖို့အတွက်ကိုအဓိကမကြိုးစားဘဲနဲ့ခံစားချက်ကိုရှည်တန်းတင်ပြီးတီးတာဖြစ်တဲ့အတွက်တချင်းကအဲ player တွေရဲ့ဆန်နာထဲမှာရှိတဲ့အတိုင်းအတက်အကြာရှိနေတာပေါ့နော်အတက်အကြာဆိုတာ expression အရာကော တန်ဖိုးရောက်ကိုနှိမ့်လိုက်မြင်လိုက်လေးတွေအနည်းငယ်ရှိနေတာပေါ့နော်အဲ့တော့ဒါအကြောင်းဖြစ်ပါတယ်ဒါကြောင့်ဒီမှာလည်းမန်ယူတန်ဖိုးခေါ်တဲ့ချိန်မှာလည်းဒီလိုမျိုးလေးတွေကိုကိုကောက်လေးတွေဖြစ်လာတာပါအဲကျွန်တော်တို့ဒီဘက်ခက်မှာဆိုရင်တော့တန်ဖိုးတစ်ခုတရာဆိုတရာမှာကျွန်တော်တို့ဒီဘက်ခက်ကလူတွေကတရာမှာ project တန်ဖိုးထားပြီးအဲ့တရာနဲ့မဟုတ်ညင်းနေအောင်တည်တာပေါ့ညင်းနေအောင်တည်တဲ့ဟာလည်းတစ်ခုကောင်းသလိုဒီလိုမျိုးအာခံစားချက်ပုံမူတည်ပြီးတော့မက်ထရိုနုံးကိုလွတ်သွားမှာဆိုလို့ဒါဟိုကြားတယ်ဆိုရင်လောင်းလေးဖွင့်ထားပြီးတီးတဲ့ အထိန်သဘောလေးသာထားပြီးတည်တဲ့ခံစားချက်ကလည်းကောင်းပါတယ်နော်ဒါဘယ်ဟာမှမကောင်းဘူးလို့ပြောလို့မရပါဘူးနော်โอเคအဲ့တော့ကျွန်တော်တို့ကဟိုဘာဆက်လုပ်ရမလဲဆိုတော့ဒီ project demo နဲ့ကြိုက်လို့ရပြီရပြီဖြစ်လို့ရှိရင်ကျွန်တော်ကဒီတိုင်းကျွန်တော်တို့ကမလိုချင်ဘူးအဲကျွန်တော်အခု project ထဲမှာ tempo တစ်ခုတည်းနဲ့ပဲဒီဟာကိုဆွတ်တက်ပလိုက်မယ်အခုဥမာဒီနေရာမှာလည်း200ခွန်ဒီမှာဆိုရင်195ဒီနေရာမှာဆိုလို့ရှိရင်တနေရာမှာတမျိုးတွေဖြစ်နေတယ်တံပေါ်တွေကအဲ့ဒါတွေအကုန်လုံးဒီမှာကြီး 219ထိရှိနေ219တော့ကိုအဲ့တော့ကျွန်တော်ဂျားထဲချလိုက်မယ်215ဒုမဟုတ်ရင်215နဲ့210ဂျားထဲမှာကျွန်တော်တို့ဟိုတီးလို့ကောင်းမတန်ဖို့တစ်ခုရှာလိုက်မှာပေါ့နော်ဥပမာကျွန်တော်အခု210ကျွန်တော်ထားခြင်းနဲ့ဒါအကုန်လုံးကို210ထဲမှာတန်းနေအောင်ထားလိုက်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့အဲ့ဒါအဲ့ဒါဆက်လုပ်မနော်ကျွန်တော်လုပ်ပြမယ်ကျွန်တော်ဒါလည်းကြည့်ထားမယ် တော့ခုနလိုပဲဆက်လက်လုပ်မယ် line ကိုလည်းဆက်လက်လုပ်မယ် wave ကိုလည်းဆက်လက်လုပ်မယ်ပြီးရင်ကျွန်တော်တို့ audio ထဲမှာ event ဆိုတာရှိပါတယ်အဲဒီမှာပြီးလို့ရှိရင် set definition from tempo တဲ့အဲ့အားလေးကိုနှိပ်ပါမယ်နှိပ်ရင် audio ဘောင်လေးပေါ်လာပါမယ်ပေါ်လာရင်ဘာမှပြောင်းရမလို့ပါဘူး okay ပဲနှိပ်လိုက်ပါပြီးသွားရင်ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုတော့ဒီမှာအောက်က tempo line ကိုလာမယ်ကျွန်တော်တို့ဒီက power လေးကိုပိတ်လိုက်ပါ အဲ့လိုက်ပြီးရင်ကျွန်တော်တို့ခုနလိုချင်တဲ့230ကိုပြောင်းလိုက်ပါတော့ဒီမှာဒီအပါဝါအပိတ်ဖွင့်ကမန်နျူရယ်နဲ့အော်တိုလုပ်တဲ့ဟာကိုပြောင်းလာပါတော့နော်အခုကမန်နျူရယ်ဟာကိုကျွန်တော်ဖြုတ်လိုက်တာဒီမှာအော်တိုဖြစ်သွားပြီ230ထားမယ်အဲ့လိုဆိုရင်ဒီတချင်းဒီ230တဲမှာပဲတန်းနေအောင်သူကသွားနေတော့မှာဘယ်မှအပြောင်းလဲခုနတန်ဖိုးတွေအပြောင်းလဲမရှိတော့ဘူးခိုင်ရနော် ိုက်တယ်နော်အဖုံးလာနေသုံးပါလေ130တင်းမှာပဲတီးတော့မှာသူမြန်သွားတော့ဘူးโอเคแกဒါဆိုရင်ကျွန်တော်တို့တမ်ပိုချိန်ကြည့်တာပြီးပါပြီအာ ပြီးတော့ကျွန်တော်တို့တချင်း drum program ရေးဖို့ရအတွက်ကျွန်တော်တို့ဒီတချင်းကိုကျွန်တော်တို့ကတန်ပိုညှိလို့ပြီးပြီဆိုတော့ကျွန်တော်ရှေ့မှာကျူနဘာထားထားမယ်ခြံထားပြီးတော့တချင်းစားမယ်အဲ့တော့ကျွန်တော်တို့ဒီတချင်းကအောက်ကဒီတန်ပို track တွေရောအကုန်လုံးကိုဆက်လက်လုပ်မယ်ဆက်လက်လုပ်ပြီးတော့နောက်ကိုနှစ်ဘာဆုပ်လိုက်မယ်ဆုပ်ပြီးရင်ကျွန်တော်ဒီလိုဖြစ်သွားမှာပေါ့เนาะ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 ကျွန်တော်တို့ဗီဒီယိုဒီဗီဒီယိုကတမ်ပိုချင်းဟို project တမ်ပိုတဲ့ကိုဝင်အောင်ညှိတဲ့အဲဗီဒီယိုလေးမျှဝေပေးတာပါအဲပြီးလို့ရှိရင်ကျွန်တော်တို့ drum set ဒီမှာပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးတော့ဒီလောက်နဲ့ရက်ပါမယ်နောက်ဗီဒီယိုတစ်ခုမှကျွန်တော် drum program ရေးတဲ့ဟာလေးကိုကျွန်တော်လုပ်ပြချင်ပါတယ်အားလုံးပဲအားလည်းသဘောပေါက်မှထင်ပါတယ်